ဆရာကောင်းပြီးတော့ယောသားရဲ့စိတ်ချအုံလုံးကင်ဆာအဆင့်လေးအခြေအနေကြောင့်ရတဲ့နှစ်နှစ်အရွယ်မိန်းကလေးငယ်လေးအတွက်ကဘာကျော်အဆိုတော် Taylor Swift ပရိသတ်များရှင့်ကဘာကျော် Taylor Swift ကဆဆရာကောင်းပြီးတော့ယောသားရဲ့မိန်းမငယ်လေးအတွက်ကို အုံလောက်ကင်စာခံစားနေရတဲ့အတွက် American Dollar တသိန်းလှူဒန်းပေးခဲ့ပါတယ်။ကလင်းငယ်ရဲ့မိခင်ဖြစ်သူ TikTok ပေါ်တင်ထားတဲ့ဗီဒီယိုကိုတွေ့ပြီးတဲ့နောက်အော်တိုဘာလ18ရက်မှာ Taylor Swift က GoFundMe page ကနေတက်စင်ကလင်းငယ်လီလာအတွက်ကိုဒေါ်လာတသိန်းလှူဒန်းပေးခဲ့တာပါ။ Stanwich Lila account ကနေတင်ထားတဲ့ TikTok ဗီဒီယိုမှာ Lila က Taylor Swift ရဲ့ရုပ်သံမတန်တစ်ခုကိုကြည့်နေပြီးတော့ Taylor Swift ကိုသူတငယ်ချင်းလို့ပြောနေရတွေ့ရပါတယ်။ Taylor Swift က Lila အတွက်ရရရရလှူဒန်းပေးခဲ့တဲ့အပြင် ွေးဖက်နှုတ်ဆက်လိုက်ပါတယ်တငယ်ချင်းလီလာရဲ့အရန်ချစ်တဲ့ထေလာလို့လည်းစာရေးသားပေးဖို့ခဲ့ပါတယ်လီလာရဲ့ခင်ဆယ်ယောဂါက ရှာပွားတဲ့ယောဂတစ်မျိုးဖြစ်ပြီးတော့ပြီးခဲ့တဲ့နေ့ကအမေရိကန်နိုင်ငံမှာဒီလိုယောဂမျိုးကြုံခဲ့ရတဲ့သူ58ယောက်ပဲရှိခဲ့ပါတယ်။အုံနောက်ထရာအကျိတ်ကိုခွဲစိတ်ဖေရှားခဲ့ရတဲ့အပြင်ဒက်ရောင်ကြီးကုထုံပင်မဆယ်ကုထုံအပါအဝင် ကုထုံပေါင်းများစွာကိုလာပေါင်းများစွာဆက်လက်ပြီးတော့ကုသသွားမှာပါ။ခုချိန်မှာတော့ဒီလဆွေးရဲ့လူရန်မှုကြောင့်လီလာရဲ့မိဘတွေကငွေကြီးဝင်တော့ဝင်ဖို့ရောနေသွားခဲ့ပြီဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရင်တင်ပါတယ်ရှင်။